လုပ်ငန်းကိုအခြေခံလို့ရတဲ့ပုံစံနှမျိုးအားလုံးမိတော့ပါ CCN နဲ့ကလည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီးပွားရေး marketing ဘိုင်းတွေကိုရှောင်းရင်းလုပ်ပေးနေတဲ့အောင်ကိုဖြစ်ပြီးလုပ်ငန်းကိုအခြေထွင်တဲ့ကပုံစံနှမျိုးနဲ့ချဲ့တင်လို့ရပါတယ် product ကိုချဲ့လိုက်ရယ် market ကိုချဲ့လိုက်ရပါအမှုကျွန်တော်တို့ချဲ့သွားတာမျိုးကြတော့ product ကိုချဲ့တာပြောလို့ရတယ်။နောက်တစ်ခုကကျတော့ market ကိုချဲ့တာ။ market ကိုချဲ့တယ်ဆိုတာက product အစ်စ်တော့ထပ်မတူဘူး။ကိုရထားတဲ့ market ကိုထပ်ပြီးတော့ချဲ့တာ။ဥပမာဆိုကြပါစို့ကျွန်တော်တို့ပစ္စည်းတစ်ခုရောင်းနေရပေါ့ဗျာ။အစားအသောက်ကို အောင်ပေါ့ကျွန်တော်မပြောကြော်ပေါ့ရောက်နေကျွန်တော်အောင်မပြောကြော်ရန်ကုန်မြို့ကိုပဲဖြတ်နေရန်ကုန်မြို့မှာနာမည်ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ရဲ့ marketing ရန်ကုန်ကိုဖြိုးရတယ်အဲ့ဒါပြီးကျွန်တော်ကမကျေနပ်နိုင်ဘူးရန်ကုန်ကလည်း mandate ထီရောဆိုကြပါသူဘောလမြိုင်ထီရောပတ်သိမ်းထီရော market ကိုထက်ပြီးတော့ချဲ့နေတယ်အဲ့ဒါကြတော့ကျွန်တော်တို့က market ပေါ့နော်ဈေးကွက်ကိုချဲ့တာလို့ခေါ်ပါတယ်အဲ့တော့နောက်ခုစလုံးမှာအားနဲ့ကြအားသာချက်ပူကြည့်တော့ရှိတယ် product ကိုထက်ပြီးတော့ချဲ့တဲ့ခါကျလို့ရှိရင် product line တွေထက်ပြီးတော့များလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ stock management တွေလုပ်ရတဲ့ဘိုင်းဒီမှာပို့ပြီးတော့အာတတိထားလာရတယ်ပို့ပြီးတော့ကလူဆိုင်လာရတယ် ပြောချင်တာကတိတ်ရောင်းမထွက်လောက်မဲ့ story ကိုသွားကြိုင်လို့ရှိရင်အဲတိုက်ပတ်တာမျိုးဒါမှမဟုတ်လည်းကိုတိတ်မကျွမ်းကျင်တဲ့ပစ္စည်းတွေကိုထက်ချက်ပြီးရောင်းမိတဲ့အခါမှာလုပ်ငန်းမကျွမ်းကျင်မှုကြောင့်အခက်ခဲရှိတာမျိုးတွေဖြစ်နိုင်တယ်ဒါအယောင်သမားတွေပေါ့နော်ထုတ်တဲ့သူတွေမှာလည်းအဲ့လိုပဲကိုကအခုနကပြောလို့ရေတန့်ထောင်းထုတ်နေတယ်ရေတန့်အတွက်ကိုမှပြည့်ပြည့်ကောင်းကောင်းရှိပြီးသားရေတန့်ကနေအချိုးကြီးထပ်ပြီးတော့ထုတ်တယ်ဆိုလို့ရှိရင်အဲအချိုးကြီးဘိုင်းမှာကျွန်တော်တို့မကျွမ်းကျင်မှုတွေစရှိတဲ့ဒါမျိုးလေးတွေဖြစ်နိုင်တယ်ဒါကတော့အားနဲ့ချက်ပေါ့အားသာချက်ကတော့ကိုကဘာလာလာအကုန်လုံး တိမ့်လို့ရတဲ့သဘောမျိုးပေါ့ခုနလိုမျိုးကျွန်တော်အောင်ဆိုရဲကျွန်တော်ဇာတိကိရိယာဆိုင်ကနေအောင်လျက်စင်းတဲ့ကုံမှာအောင် အော်အထည်ဆိုင်เนาะအိမ်နာမှာထားပါတော့ပဲကျွန်တော်အောင်စားတောက်ဆိုင်အဲ့လိုမျိုးတွေလုပ်လိုက်ရင်เนาะအကြောက်ထားမှကျွန်တော်အကုန်သိမ်းလို့ရတယ်ဗျာအားလုံးလို့အောင်မှာကုန်ရတယ်ဗျာအဲ့လိုမျိုးတော့ကျွန်တော်တို့အားသာချက်တော့ရှိတယ်နောက်တစ်ခုက market ကိုထည့်ပြီးတော့ချဲ့တာဗောနော market ကိုထည့်ပြီးတော့ချဲ့တဲ့အားသာချက်ကကြတော့ကျွန်တော်တို့ရဲ့ PCR ဒီဟာပဲမပြောင်းလဲဘူးဖြစ်တဲ့တကြောင်မလို့ unique ဖြစ်တယ်ဗောနော်လုံးဝတွဲပြီးတော့မြင်တယ်ဗောအောင်ဆိုတာနဲ့ထားပါတော့မပြောချော်ဘူးတွဲပြီးတော့မြင်တယ် unique ဖြစ်တယ် market ကိုထည့်ပြီးတော့ချဲ့လို့ရတယ်အဲ့ဒီမှာအားနဲ့ချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော် distribution channel တွေမှာကျွန်တော်တို့မကျွမ်းကျင်သေးတဲ့အပိုင်းတွေဒါမှမဟုတ်ကတော့ချို့ distribution channel တွေကိုကျွန်တော်တို့ဝင်လို့မရတဲ့အပိုင်းတွေအစရှိတဲ့ပြီးတော့ name အသစ်ကိုသွားပြီးတော့ထိုးပေါက်ရတဲ့အချိန်မှာကိုယ့်ရဲ့ brand ကိုအရင်အဲ trust မပေးရဒါတွေကတော့ဒီပြနောက်ပိုင်းမှာသိပြဿနာမရှိကျွန်တော်အရင်တော့ပြောခဲ့ပြီလေ line mode ကနေကျွန်တော်တို့ marketing လုပ်လိုက်လို့ရှိရင်ဒီမှာသွားဖောက်ခရေကကိုယ့်ကိုတိနေပြီးသားဖြစ်နေရဆိုလို့ရှိရင်ဒီ site မှာတင်ရတာသိပြီတော့မခက်တော့ပါဟိုအရင်တော့ကတော့ခက်တယ်ကျွန်တော်ဆိုလို့ရှိရင်လက်ဖက်ချောက်ဖြန့်တော့မှာဆိုလို့ရှိရင်အဲ့လိုမျိုး design design ထွက်ရှောက်မေးပြီးတော့ဟိုထားနေတာမရှိလို့ခေါင်းဟာခဲတဲ့အွက်တွေအများကြီးပဲ เนาะအဲ့ဒါလေးကျွန်တော်လမ်းကြုံပြောပြအောင်မယ်ဒါပေမဲ့ကျွန်တော်ဆိုင်မှာတင်လို့မရတော့ဘလို့ရောင်းနေလေဆိုတော့ပြန်စားကျွန်တော်အဲ့ဒါအာနောက်လမ်းကြုံပြောပြမယ်တကယ်လို့အဲ့ဒီလက်ဖက်ချောက်ကျွန်တော်ဖျက်နေတဲ့အကြောင်းကိုစိတ်ဝင်စားတယ်နားထောင်နေတယ်ဆိုလို့ရှိရင်ဒီ comment မှာအဲ့ဒီအကြောင်းလေးပြောပြပါလို့ကြီးခဲ့တယ်ဆိုတော့ဒီကုန်းကိုပြန်ချောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းကိုချဲ့တင်လိုက်တာပုံစံမျိုးချဲ့လို့ရတယ် product ကိုချဲ့တာရယ် market ကိုချဲ့တာရယ်နှစ်ခုလုံးကတော့အားလည်းကြအားသာကြပုံကြီးရှိတယ်နှစ်ခုလုံးကတော့ပြိုင်တဲ့ထဲလို့လို့လည်းရတယ်ဒါပေမဲ့အရင် လူနိုင်မှုလိုရယ်ပေါ့နော်အဲ့လိုမှမဟုတ်ကျွန်တော်ရှေ့ရမြေမှာပြောခဲ့တယ်လို့ operation မှာကမောက်ကမိုက်ဖြစ်ပြီးအကုန်ကျွဲခန့်ရကန်နဲ့ late ပက်လက်လမ်းတို့ဖြစ်သွားလိမ့်မယ်အဲ့တစ်ခုမှတစ်ခု step ပြီးချဲတာတော့ပို့ပြီးတော့ကျွန်တော်အစီအမေလာကိုကလောက strong team ပေါ့နော်ညီကိုမောင်မကဖြစ်ပြီးဝန်ထမ်းပဲဖြစ်ပြီးကျွန်တော်ကခိုင်မာတဲ့ team တစ်ခုရှိတယ်ဆိုလို့ရှိရင်တော့နှစ်ခုလုံးကပြန်တဲ့ထဲလို့ရပါတယ်နောက်ဘက်နဲ့ဘယ်ဟာလောက်အောင်လဲလို့ ကျွန်တော်မြင်မယ်ဆိုရင်ကျွန်တော်အများအားပြောနေကြတာအတိုင်းပဲကိုကြိုက်တာကိုလို့ပါကိုရဲ့ type နဲ့ကိုအားတန်တဲ့ပုံစံမျိုးကိုလောက်ပါလုပ်ငန်းတိုင်းမှာအားနေကြအတာဆိုပုံစံရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြောတာကိုဒီလောက်ပါဘုရားကျွန်တော်နောက်ပြီးကျွန်တော်ဒီပြန်လာခဲ့ပါဘုရား